အဲ့ဒါမှသာလင်ကျမတို့လည်းရေရှိရေရှိမှကျမတို့ပို့ပြီးတော့မှဟိုပါပေါ့ရှင့်ပို့ပြီးတော့မှပို့ပို့ကောင်းမွန်တဲ့ပို့ပြီးတော့စီကန်းရှိပြီးတော့မှပို့ပြီးဟိုပါပေါ့အဖွဲ့စည်းတက်တန်းရှိလာလေအဖွဲ့စည်းကြီးလာလေစီကန်းပို့ရှိလာလေပညာရှင်တွေပို့များလာလေအလောက်ကိုင်းတွေ့ကြုံများတဲ့လူတွေအတွေ့ကြုံရင့်ကျက်တဲ့သူတွေများလေပေါ့နော်အဲဒါမျိုးလေးဖြစ်မှာဖြစ်ပါရဲ့ရှင့်ဒီလိုရည်ရွယ်ပြီးတော့မှကျမတို့ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ် ဆိုလို့ရှိရင်မြန်မာစကားပုံပေါ့နော်ကျမတို့အစကောင်းမှအနှောင်းတေချာပေါ့ရှင်ပါတီစပြီးတရေတဲတုံးရရင်ကျမတို့ကဒီစာစာတွေဖတ်ပြီးတော့ပေါ့ပေါ့နော်နိုင်ငံတကာရဲ့စာပေတွေဖတ်ပြီးတော့မှနိုင်ငံတကာအတွေ့အကြုံတွေထဲမှာမြန်မာနိုင်ငံနဲ့စီလျော်တဲ့ပုံစံနဲ့ကျမတို့ပါတီကိုစတင်ပြီးတော့တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ပါတီကိစ္စလေးဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ကျမတို့2020ပေါ့နော်2020မှာကျမတို့ဟိုရွေးကောက်ပွဲကြီးတုန်းကတော့ကျမတို့ရဲ့ပါတီရဲ့ဆောင်ပုဒ်က လူတို့ဘဝအဓိကလူတိုင်းအတွက်ဝင်ငွေလူတိုင်းအတွက်အလုပ်ကိုင်းလူတိုင်းအတွက်အနာဂတ်ဆိုပြီးတော့မှကျမတို့ဒီကိစ္စကိုကျမတို့ဒီဇိုင်းမမဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ရှင့်အဲနောက်တစ်ခုကတော့အခုအချိန်မှာတော့ကျမတို့ကကျမတို့ပါတီကပြည်သူလူထုထဲမှာလဲခေါ်ရလဲလွယ်ပါတယ်ဒါပြည်သူရှေ့ဆောင်ပါတီလို့ဆိုပေမဲ့အဲပြည်သူလူထုထဲမှာတော့ပြီသုံးလုံးပြီသုံးလုံးပဲခေါ်တာပေါ့နော်ဆိုလို့ရှိရင်အဲပြီသုံးလုံးကတော့ဗာလဲဆိုလို့ရှိရင်ကျမတို့က people people's pioneer party ဒါပြီသုံးလုံးပေါ့နော်သို့တော်လည်းဒီပြီသုံးလုံးကိုပဲကျမတို့က slogan အနေနဲ့လည်းကျမတို့အသုံးပြုဖို့လို့အတွက်အခုပညာရှင်တွေနဲ့ကျမတို့ပါတီအဲဗဟိုမှုဆောင်ဗဟိုအလုပ်မှုဆောင်တွေနဲ့ကျမတို့ဆွေးနွေးထားပြီးဖြစ်ပါတယ်ရှင်အဲ့ဒီပြီသုံးလုံးကတော့ people peace and prosperity ဖြစ်ပါတယ်ရှင် people ဆိုတာပြည်သူလူထုဖြစ်ပါတယ်ဒါလူထုဘဝအဓိကဖြစ်ပါတယ်ရှင် people ဖြစ်ပါတယ်နောက် peace ကတော့ကျမတို့ငြိမ်းချမ်းရေးပေါ့ရှင်ဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံမှာအခုရင်ဆိုင်နေရတဲ့အခြေအနေတွေကျမတို့ပြည်သူလူထုက အတိဆုံးဖြစ်ပါတယ်ရှင်ပြည်သူလူထုကအတိဆုံးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့ဒီတစ်ခေါက်တော့ကျမတို့ကငင်းချမ်းရေးအတွက်လဲကျမတို့အာသွန်ခွန်ဆိုင်ဆောင်ရွက်ရမယ်ဆိုပြီးလို့ရှင် people peace ပေါ့နော်ပြီးလို့ရှင် prosperity ကတော့ကျွယ်ဝချမ်းသာခြင်းပါရှင်ကျွယ်ဝချမ်းသာတာကတော့အတိုင်းပြည်ကျွယ်ဝချမ်းသာတာရှိတယ်မိသားစုတစ်ခုချင်းအဲသူ့အထိုက်လျောက်ပေါ့နော်ကျွယ်ဝချမ်းသာတာရှိတာရှိပါတယ်ရှင်နောက်အဲ့ဒါကြောင့်မလို့ကျမတို့ဒီလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လဲအဲကျမတို့အနေနဲ့ အဲဆောင်ရွက်မှာဖြစ်ပါတယ်။နောက်ကျမတို့ပါတီရဲ့အားသာချက်ကတော့ကျမတို့ပါတီမှာဥဆောင်ကြတဲ့ပုံကိုယ်တွေကနံပါတ်1အတွေ့အကြုံရင့်ကျက်တဲ့ပုံကိုယ်တွေဖြစ်ပါတယ်ရှင်။အတွေ့အကြုံလို့ပြောလို့ရှိရင်အဲကျမတို့အစိုးရကဏ္ဍကအတွေ့အကြုံရှိခဲ့တဲ့လူရှိတယ်။ပြီးရင်လုံခြုံရေးကာကွယ်ရေးကဏ္ဍအတွေ့အကြုံရှိခဲ့တဲ့သူတွေရှိတယ်။အဲပြီးလို့ရှိရင်ကျမတို့ပုတ်ကလิกကဏ္ဍမှာကိုယ်စီပွားကိုဥဆောင်ပြီးတော့မှအောင်မြင်နေကြတဲ့ပုံကိုယ်တွေရှိတယ်။အဲနောက်တစ်ခုကတော့ပညာရှင်တွေပေါ့ရှင်။ပညာရှင်တွေလို့ပြောလို့ရှိရင်ဆရာဝန်တွေပါတယ်၊အင်ဂျင်နီယာတွေပါတယ် အဲပြီးလို့ရှိရင်ကျမတို့ဒီဟိုဟာပေါ်ရှင်ဥပဒေပညာရှင်တွေပါတယ်စသဖြင့်ပေါ့နော်ပညာရပေါင်းစုံမှာပါကြတဲ့ပုံကိုယ်တွေလည်းအများကြီးရှိပါတယ်ရှင့်အခုကျမတို့ဒီရွေးကောက်ပွဲမှာပေါ့နော်ဒီလာမယ့်2025ဒီဇင်ဘာ28မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲမှာအဲကျမတို့ဟိုကိုစလဲလောင်း682ဦးရှိပါတယ်ရှင့်အဲ့ဒီမှာကျမတို့ထုတ်ပြန်ပေးပါမယ်ဒါ UEC ကနေပြီးတော့မှပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့မှကျမတို့ပါတီကို ဒီကိုယ်စားလှယ်တွေကိုအတိမတ်ပြုတ်ပြီးပြီဆိုတာနဲ့အခုတော့ကျမတို့ကတင်ထားတယ်ပေါ့နော်တင်ထားတယ်အရေအတွက်အဖြစ်တော့ကျမတို့အတီဖြစ်သွားတယ်သို့တော်လဲတယောက်ချင်းစီကိုကျမတို့ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့ကိုယ်စားလှယ်လောင်းအတိမတ်ပြုတ်တဲ့ကပ်ပြားတွေကျမတို့ရမှာဖြစ်ပါတယ်ရှင်အဲ့အချိန်ကြာလို့ရှင်ကျမတို့အဲဒီကိုယ်စားလှယ်လောင်းတွေရဲ့အဲကျမတို့စီးရင်အင်းကိုကျမတို့ထုတ်ပြန်ပေးပါမယ်အဓိကနံပါတ်၁ကတော့အဲကျမတို့အမျိုးသမီးအမျိုးသားပါဝင်မှုပေါ့နော်အမျိုးသမီးတွေလည်းကျမတို့ပါတီမှာတော်တော်လေးပါဝင်ပါတယ်ရှင် ကိုယ်စားလှယ်လောင်းနေတဲ့မှာလေလေဆိုလို့ရှိရင်ပြီးလို့ရှိရင်35နှစ်အောက်လူငယ်တွေပေါ့လူငယ်တွေပါဝင်မှုနောက်35နှစ်နဲ့အသက်50ကျော်လူလတ်ပိုင်းပါဝင်မှုအပြည့်50ကျော်ပါဝင်မှုပေါ့နော်စသဖြင့်အဲပြီးလို့ရှိရင်တော့ကျမတို့ပညာရည်ချင်းပေါ့ရှင်ပညာရည်ချင်းဆိုအခုဥပဒေအရဆိုရင်ကျမတို့အထက်တန်းပညာဆိုရင်အဲကျမတို့ကိုယ်စားလှယ်လောင်းရှောက်လို့ရပါတယ်ဆိုလို့ရှိရင်ကျမတို့မှာအထက်တန်းပညာပြီးမြောက်သူဘယ်နှဦးရှိလဲဘယ်လောက်ရာခိုင်နှုန်းရှိလဲပြီးလို့ရှိရင်ကျမတို့ဘက်ချလာဘွဲ့ပေါ့ရှင် BA သုံးဖို့ BSc ပေါ့ရှင် ဒီ bachelor ဘွဲ့သို့မဟုတ်ဒီဘွဲ့နဲ့ညီမျှတဲ့ဘွဲ့တွေပေါ့နော်အဲအဲ့အစ်င့်ဘဏ္ဍဦးပါဝင်လဲပြီးလို့ရှိရင်မဟာဘွဲ့တွေဘဏ္ဍဦးပါဝင်လဲအဲပါရဂူဘွဲ့ပေါ့ရှင်ပါရဂူဘွဲ့ကတော့ PhD ပေါ့နော်ဘဏ္ဍဦးပါဝင်လဲဆိုပြီးတော့မှအဲကျွန်တော်တို့ကြီးညာသွားမှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဟိုပြင်းပြအသက်ပေါ့ရှင်ကိုယ်စလဲလောင်းတွေရဲ့ကျမ်းမြအသက်လဲကျမတို့ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါလေရှင်။ဒါသည်ကျမတို့ပါတီရဲ့ဒါဆောင်ရွက်နိုင်ခဲ့တဲ့အခုချိန်ထိဆောင်ရွက်နိုင်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်။ အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့အခုအချိန်ကာလပေါ့နော်ကျွန်တော်တို့64ရက်လိုသေးတယ်64ရက်မှာဒီ34ရက်ကတော့ကျွန်တော်တို့ကရွေးကောက်ပွဲဝင်ဖို့အတွက်ပြင်ဆင်တဲ့ကာလဖြစ်ပါတယ်ရှင်အဲပြင်ဆင်တဲ့ကာလအတွင်းမှာကျွန်တော်တို့တိုင်းနယ်ပြည်နယ်လိုက်ကိုယ်စားလှယ်လောင်းလျှောက်ထားသူတွေကိုကျွန်တော်တို့တင်နန်းပေးမှာဖြစ်ပါတယ်ဒီတင်နန်းမှာဆိုလို့ရှိရင်လည်းဒီပါတီရဲ့မူဝါဒနဲ့ပါတီအကြောင်းကိုကောင်းကောင်းသိရမယ်ခြေခြေညံ့ညံ့သိရမယ်အဲဒါအတွက်လည်းဖြစ်ပါတယ်ဒုတိယကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမှာကျမတို့ရှင်ပြိုင်တဲ့အချိန်မှာဥပဒေနဲ့အညီဆောင်ရွက်တတ်ဖို့ပေါ့နော်ဒါရွေးကောက်ပွဲအဲဥပဒေနီးဥပဒေတွေကိုလည်းကျမတို့ပို့ချသွားမှာဖြစ်ပါတယ်အခုလည်းကိုယ်စားလှယ်လောင်းနေစာဖတ်ဖို့လည်းကျမကပြောထားပါတယ်ရှင်ဒီဥပဒေနီးဥပဒေတွေ soft copy နဲ့ပေါ့နော်အဲကျမတို့ဖြန့်ဝေထားပြီးတော့မှဒီဒါတွေဖတ်ထားကြဖို့ပေါ့နော်ဒါလည်းပြောထားပါတယ်နောက်တစ်ခုကတော့ကျမတို့ရွေးကောက်ပွဲတကယ်ရှင်ပြိုင်တဲ့ရဲ60ပေါ့နော်အောင်နိုင်ရေးကာလမှာဒါဥပဒေနဲ့အညီထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့လို့အတွက် ထိထိရောက်ရောက်နဲ့နောက်ပြည်သူလူထုနဲ့ထိထိရောက်ရောက်ထိတွေ့နိုင်ဖို့လို့အတွက်အဲကျမတို့အဲဒါလေးတွေကျမတို့တင်နန်းတွေပို့ချတာဖြစ်ပါရဲ့ရှင်နောက်တစ်ခုကတော့နိုင်ငံရေးပါတီတွေရဲ့ကျင့်ဝတ်ပေါ့နော်နိုင်ငံရေးပါတီတွေအနေနဲ့ရွေးကောက်ပွဲဝင်ဝင်ပြိုင်ကြတဲ့အချိန်မှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနေထုတ်ပြန်ထားတဲ့ကျင့်ဝတ်ရှိပါတယ်ရှင် code of conduct လို့ခေါ်ပါတယ်ရှင်အဲကျင့်ဝတ်ကိုလည်းကျမတို့တင် जा ပေးတာဖြစ်ပါတယ်ပြီးလို့ရှင်အောင်နိုင်ရေးနဲ့ပတ်သက်တဲ့လက်ဆွဲပေါ့နော်ဟိုဒီအောင်နိုင်ရေးနဲ့ပတ်သက်ပြီးတော့မှကျမတို့ဟိုဒီနိုင်ငံတကာရဲ့ စာရီလက်ဖတ်တယ်နောက်အတွေ့အကြုံတွေပေါ့နော်ဒါကျမတို့ဆိုတာအဲလေးချိန်မြောက်ရှိပြီပေါ့ရှင်2030ကနေစပြီ2030 2015 20 25ပေါ့နော်လေးချိန်မြောက်ဒီအတွေ့အကြုံတွေကိုယူပြီးတော့မှကျမတို့ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ပတ်သက်တဲ့ပတ်သက်တဲ့လှုပ်ထုံလုပ်နည်းတွေလည်းကျမတို့ပို့ချပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့လိုပို့ချခြင်းအပြင်နောက်ပြည်သူလူထုကိုအတိအထီရောက်ရောက်နဲ့ကျမတို့ဝန်ဆောင်မှုပေးနိုင်ဖို့ပေါ့နော်ပြည်သူအကျိုးကိုထီထီရောက်ရောက်နဲ့အပအဝင်ဆောင်ရွက်နိုင်ဖို့လို့အတွက် အဲကျမတို့ပြင်ဆင်ထားတာဖြစ်ပါတယ်ရှင်ဒီ34ရက်ကတော့ကျမတို့တိုင်းနယ်ပြည်နယ်တွေမှာရှိတဲ့ကိုယ်စားလှယ်လောင်းတွေကိုကျမတို့တင်နန်းနေပေးมาဖြစ်ပါတယ်အဲကျမတို့နေပြည်တော်မှာပေးမယ်ရန်ကုန်မှာပေးမယ်ပေါ့နော်ဟိုကချင်ဆိုလဲကချင်ကြီးသွားပေးမယ်အဲမွန်ကရင်မှာလည်းပေးမယ်တနင်္သာရီလည်းသွားပေးရမှာပေါ့ရှင်အဲအဲ့လိုလေးကျမတို့ပေးပါဖြစ်ပါတယ်ရှင်ဆိုလို့ရှိရင်အဲလာမဲ့ပတ်ဆိုလို့ရှိရင်ကျမတို့ဘဘိုးတိုင်းက အဲဘကိုးတိုင်းကကိုစလေလောင်းကြီးများကိုကျွန်တော်တို့တင်နန်းပို့ချမှာဖြစ်ပါတယ်ရှင်။တင်နန်းကတော့ရန်ကုန်မှာပို့ချမှာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါလေးကျွန်တော်တို့ပါတီတိကောင်းဆရာလေးကိုဟိုတိကောင်းဆရာလေးနဲ့ကျွန်တော်တို့ပါတီဘာတွေဆောင်ရွက်နေတယ်ဆိုတာလေးကိုကျွန်တော်တို့ပြည်သူလူထုနဲ့တွေ့တော့ရမီရဖတွေနဲ့တွေ့တော့ကျွန်မအစီရင်ခံတင်ပြခြင်းဖြစ်ပါတယ်ရှင်။အဲနောက်ပိုင်းမှာလည်းစကားဝိုင်းကရှိအောင်မှာဆိုတော့လေအဲကျွန်မရဲ့အဖွင့်စကားကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါ။ဒီနေ့ကြွားရောက်လာကြတဲ့မျိုးမီမျိုးဖများ အဲပါတီဝင်များเนาะကျွန်တော်တို့ပါတီရဲ့အမှုဆောင်များအားလုံး ਨੇ ပြီးလို့ရှိရင်ဒီအခမ်းအနားဖြစ်မြောက်ရေးအတွက်ဝိုင်းဝန်းပြီးတော့မှဆောင်ရွက်ကြတယ်ကျွန်တော်တို့ပြည်ခရိုင်အမှုဆောင်အဖွဲ့နဲ့ရွှေတောင်မြို့နယ်အမှုဆောင်အဖွဲ့ရောပြီးလို့ရှိရင်ကျွန်တော်တို့ဘ ਹੁ ဝနေပြီးတော့လာပြီးလဲကူညီပါတယ်တခြားတိုင်းနဲ့ပြည်နယ်ကလည်းလာပြီးတော့မှကူညီကြပါတယ်ရှင့်အဲ့လိုကူညီကြတဲ့အချိန်မှာကျွန်တော်တို့စီစီလုံးလုံးပေါ့နော်ရုပ်စွာအဆုံးမန္တလေးရတောင်လာပါတယ်ရှင့်မန္တလေးကလည်းလာတယ်ရန်ကုန်ကလည်းလာပြီးတော့မှကူညီကြပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီ ါစီစီလုံးလုံးနဲ့ပေါ့နော်ဒီပွဲတစ်ခုကိုဒီတတ်တတ်ရရလေးပြီးသွားအောင်ပေါ့နော်တတ်တတ်ရရနဲ့စီကန်တကြနဲ့အအောင်မြင်မြင်ပြီးသွားအောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့တာဝန်ရှိသူအားလုံးကိုကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ကျမရဲ့အဖွင့်အမှန်စကားလေးကိုနှိကုံချုပ်အပ်ပါတယ်ရှင် အားလုံးကျေးဇူးတင်ပါတယ်ရှင်